Pacific သမုဒ္ဒရာရဲ့အဆုံးအစမရှိကျယ်ပြန့်လှတဲ့ရေပြင်ကြီးဟာညရဲ့အမှောင်တူအောက်မှာငြိမ်သက်စွာလှဲလျောင်းနေပါတယ်။မနက်၂နာရီ6မိနစ်တိတိဒီအချိန်ဟာကဘာကြီးရဲ့တစ်ဖက်ချမ်းမှာလူရိအိတ်ဆက်အနားယူနေခြင်းဖြစ်ပေမဲ့ဒီနေရာမှာတော့တမိုင်းရဲ့အရေးကြီးဆုံးစက္ကန့်ပိုင်းတွေကိုမှတ်တမ်းတင်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။လေတုအထက်ပိုင်းကိုထိုးဖောက်ပြီးအတန်တိတ်ဝင်ရောက်လာတဲ့အရာဝတ္ထု12ခုဒါတွေဟာတာမန်တုံးကြီးတွေမဟုတ်ပါဘူး။တရုတ်ပြည်မှာကြီးရဲ့နှဆိုင်တဲ့အတွင်းပိုင်းကနေတစ်ချိန်တည်းမှာပြစ်လွှတ်လိုက်တဲ့ hypersonic တုံးကြီး12ဆင်းဖြစ်ပါတယ်။အတန်ထက်ရှစ်စား တနည်းအားဖြင့် match 8အမြန်နှုန်းနဲ့သူတို့ဟာပြစ်မှတ်တစ်ခုတည်းစီကိုသာဦးတည်နေခဲ့ပါတယ်။အဲ့ဒီပြစ်မှတ်ကတော့ American ရေတပ်ရဲ့အဆင့်မြင့်ဆုံးနဲ့အင်အားအကြီးမားဆုံးလေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ USS Gerald R. Ford ပါပဲ။ဘာတရီပေးချက်မှမရှိ၊ဘာပြင်ဆင်မှုမှမရှိ၊ဘာကြေညာချက်မှမရှိဘဲရုတ်တရက်ဝင်ရောက်လာတဲ့တိုက်ခိုက်မှုပါ။သင်္ဘောပေါ်ကသင်္ဘောသားတွေအတွက်ကတော့အရာအလုံးဟာရေဒါမျက်နှာပြင်ပေါ်ကတိတ်ဆိတ်တဲ့အဆက်ပြောက်လေးတစ်ခုကနေစတင်ခဲ့တာပါ။တိုက်ပွဲဆိုင်ရာသတင်းချက်လက်စင်တာတစ်ခုလုံး တစ်စက္ကန့်လောက်အသက်ရှူရပ်သွားသလိုငြိမ်သက်သွားခဲ့ပါတယ်။ပြီးတော့မှအချက်ပေးဩဝါဒံတွေဟာတင်မောကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားပါတော့တယ်။ဝင်လာနေတဲ့ထိပ်ဖူးဆက်နှစ်ခုပြစ်မှတ်ကိုထိမှန်ဖို့ကြာမြင့်ချိန်88စက္ကန့်ဒါဟာစည်ရေးလေ့ကျင့်မှုမဟုတ်ဘူး။ကွန်ပျူတာဆီမူလေးရှင်းလည်းမဟုတ်ပါဘူး။တကယ်အစစ်မှန်တိုက်ပွဲကြီးတစ်ခုစတင်နေပါပြီ။ဒါပေမဲ့တရုတ်တို့မသိကြတဲ့အရာသူတို့ဘလို့မှကြိုတင်မှန်းဆလို့မရနိုင်တဲ့အရာကတော့သူတို့ဟာတင်မောတစင်းတဲ့ကိုပြက်ခတ်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။သူတို့ဟာကဘာပေါ်မှာအဆင့်အမြင့်ဆုံးအလှလိုက်ကာဝေးစနစ်ကိုတက်ဆင်ထားတဲ့ စစ်ဘက်ဆိုင်ရာစစ်ရန်ရရဲ့ရွေရှားမျိုးတော်ကြီးတစ်ခုဖြစ်တဲ့ Carrier Strike Group တွဲရဲ့စစ်စင်ရေးစွန့်ရေးအပြည့်အဝကိုစိန်ခေါ်လိုက်တာပါပဲ။စက္ကမိုင်းတွင်မှာပဲအရိကာဝဲရေးစနစ်ကြီးဟာအသက်ဝင်လာခဲ့ပါတယ်။ USS Ford လို့အကာအကွယ်ပေးထားတဲ့ Alibug အဆင့်ဖြတ်သိမ်းမော၃ရဲ့ကုန်းပတ်တွေပေါ်ကဒေါင်လိုက်ပြစ်လို့ရေးစနစ်တွေဟာဟင်းဟောက်တန်တွေနဲ့အတူပွင့်ထွက်လာခဲ့ပါတယ်။ SM6 ဂျားဖြတ်ဟန်တာရေးတုံးကြီးတွေဟာမီးတောင်ပေါက်ကွဲတဲ့လိုမျိုးကောင်းငင်ရန်စီကိုထိုးတက်သွားပြီးဝင်လာနေတဲ့ချင်းချောက်မှုတွေကိုရင်ဆိုင်ဖို့လေထဲမှာလိန်ရှက်ပြန်တန်းသွားကြပါတယ်။ USF4 ရဲ့ကုန်းဘတ်ပေါ်ကနေလဲ IM116 Rolling Air Frame Missile IAM တွေဟာလေတဲကိုပောက်ကွဲထွက်သွားခဲ့ပါတယ်။တင်မောရဲ့ကိုကဲမှုတရားပေါ်မှာတော့ရေတပ်ပို့ချုပ်ကြီး Steven Walker ဟာကမ္ဘာသမိုင်းရဲ့နောက်ထပ်စက္ကန့်60ကိုပုံဖော်ဖို့အမိန့်ပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာတာမန်ချိန်ချောင်းမှုတစ်ခုမဟုတ်လို့ပါပဲ။ဒီဒုံးကြီးတွေဟာတာမန် ballistic ဒုံးကြီးတွေမဟုတ်ပါဘူး။သူတို့ဟာအချိန်မြင့်ပြန်တန်းနေစမှာလမ်းကြောင်းပြောင်းနိုင်စွမ်းရှိတဲ့ hypersonic glide vehicle ဖြစ်ပြီး radar ရဲ့ log on လုပ်မှုကိုရှောင်တိန်နိုင်တယ်လို့ ။တမယ်ရိုးကြလေးချောင်းရံကာကွယ်ရေးစနစ်တွေကိုလည်းလွှမ်းမိုးသွားနိုင်စွမ်းရှိပါတယ်။ဒုံးကြီးတစင်းပဲဖောက်ထွင်းဝင်ရောက်လာခဲ့ရင်တော့အမေရိကန်ပြည်ထောင်စုတိဆောက်ခဲ့သမျှတွေမှာအဆင့်မြင့်ဆုံးစစ်တမောကြီးဟာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အပြက်စီးကြီးတစ်ခုဖြစ်သွားမှာပါ။ဒါဟာမဟာပြူဟာမြောက်အလောင်းအစားတစ်ခုပါ။ USS Gerald R. Ford ဟာတစင်းနဲ့မဟုတ်ပါဘူး။ကုန်းဘက်အောက်မှာဂူအန်ဂျွန်အနီးကမဟာမိတ်တပ်ဖွဲ့တွေနဲ့ပြုတ်ဝက်ပူးတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုတည်းပြင်ဆင်နေတဲ့လေယာဉ်မှုတွေ၊အင်ဂျင်နီယာတွေ၊သုတေသီတွေနဲ့အထူးစစ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင်လူပေါင်း၄၀၀၀ကျော်ရှိနေပါတယ်။ င်မောပေါ်မှာ F35C Lightning II ကိုပြောက်တိုက်လေယာဉ်တွေ MQ-25 Stingray drone တွေနဲ့ American Indo-Pacific ကုတ်ကဲမှုဌာနချုပ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့အရေးကြီးတဲ့ရေတပ်ကုတ်ကဲမှုဆိုင်ရာပိုင်ဆိုင်မှုတွေရှိနေပါတယ်။ဒီတင်မောကြီးသာနှိမ့်မြုပ်သွားခဲ့ရင်ဒါဟာတင်မောတစ်စင်းဆုံးရှုံးတာထက်အများကြီးပိုပါတယ်။ဒါဟာဒေတာတစ်ခုလုံးရဲ့ဟန်တာနိုင်မှုဘောင်းတစ်ခုလုံးပြိုလဲသွားခြင်းပါပဲ။ပြီးတော့ဒါဟာတရုတ်ရဲ့အစီအစဉ်အတိအကျလည်းဖြစ်ပါတယ်။တောင်တရုတ်ပြည်နယ်မှာတင်းမာမှုတွေဟာလာပေါင်းများပါကြအောင်စုပွက်နေကြတာပါ။ပိုင်နဲ့ညင်းပွားမှုတွေ ရေတက်ကင်းလှည့်သင်္ဘောတွေကြားနီးကပ်စာတိတ်ဆုံမှုတွေဘသူပြစ်ချမှန်းမသိတဲ့ကင်းထောက် drone တွေဒါပေမဲ့ဒီတစ်ခါတော့မတူတော့ပါဘူးဒါဟာဓာတ်ရိုက်ရန်လိုတဲ့လုပ်ရက်တစ်ခုပါအ ਨੇ ဆုံးတော့အပေါ်ရန်ကြည့်ရင်တော့ဒီလိုထင်ရပါတယ်ဒုံးကြီးတွေပြစ်လွတ်ပြီး18စက္ကန့်ကြာမှာ American ရဲ့အစောပိုင်းတတိပေးရေးဂျူတုတစ်ခုဟာပြန်တန်းနေတဲ့ဒုံးကြီးဒဇင်းစီကနေပုံမှန်မဟုတ်တဲ့ထုတ်လွှင့်မှုတစ်ခုကိုဖမ်းမိခဲ့ပါတယ်ခဏကြာမှာပဲ USS4 ဟာ Electronic စစ်ဆင်ရေးကြွမ်းကျင်သူတွေဟာအဲ့ဒီ signal ကိုကုတ်ဖော်နိုင်ခဲ့ပါတယ်ဒီဒုံးကြီးတွေဟာတရုတ်ပြည်မှကြီးကနေပြစ်လွတ်ခဲ့တာမဟုတ်ပါဘူး သူတို့ဟာဖိလစ်ပိုင်နီးမှာတရားမဝင်လဲပတ်နေတဲ့အလံမဲ့ကုန်တင်သင်္ဘောတစင်းပေါ်မှာဒေါင်လိုက်ဒုံးကြီးပြစ်လွတ်ရေးပြွန်တွေတက်ဆင်ထားတဲ့အမည်မသိရွေးရှားပလက်ဖောင်းတစ်ခုကနေပြစ်လွတ်ခဲ့တာပါအဲ့ဒီသင်္ဘောဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးသင်္ဘောတစင်းဖြစ်ဟန်ဆောင်ထားခဲ့တာပါတရဝင်းတရုတ်ရဲ့တိုက်ခိုက်မှုတစ်ခုလို့ထင်ခဲ့ရတဲ့အရာဟာအခုတော့အခြားတစ်ခုခုဖြစ်နေခဲ့ပါပြီဒါပေမဲ့ရည်ရွယ်ချက်ကိုငင်းခုန်နေဖို့အချိန်မရှိတော့ပါဘူးဒုံးကြီးတွေဟာဆက်လက်ဝင်ရောက်နေဆက်ဖြစ်ပြီး American ရေတပ်မှာရှင်သန်မှုအတွက်စက္ကန့်40တောင်မပြည့်တော့ပါဘူး USF4 ရဲ့ CIC ထဲမှာပြစ်မှတ်ရှာအရာရှိတွေဟာသူတို့ရဲ့ပတ်လည်ကိုကာကွယ်ပေးထားတဲ့ဖြတ်သင်းမော်တွေနဲ့ညှိနှိုင်းဆောင်ရွက်နေခဲ့ပါတယ်။ဂျာဖြတ်ဟန်တာရဲ့ဒုံးကျည်တစင်းကြီးစီကိုအချိန်ကြိုက်ပြစ်လုပ်ဖို့လိုအပ်ပါတယ်။အရန်ဆော့သွားရင် hypersonic ထိပ်ဖူးကရှောင်းနှိမ့်သွားမှာဖြစ်ပြီးအရန်နောက်ကျသွားရင်တော့အရာအလုံးပြီးဆုံးသွားမှာပါ။ USF4 ရဲ့အရှေ့မြောက်ဘက်1.8ရေမိုင်အကွာမှာရှိတဲ့ USS Paul Hamilton ဖြတ်သိမ်းမော်ဟာပထမဆုံး hypersonic ဒုံးကျည်ကနောက်ဆုံးဆင့်ကိုဝင်ရောက်လာချိန်မှာပဲသူ့ရဲ့နောက်ဆုံးကြားဖြတ်ဟန်တာရေးဒုံးကျည်ကိုပြစ်လွှတ်လိုက်ပါတယ်။ လေထဲမှာမိုးချိမ့်တန်လို့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။နှစ်ခုစလုံးတိုက်မိပြီးအေယာမမီလုံကြီးတစ်ခုဖြစ်ပေါ်ကပင်လယ်ပြင်တစ်ခုလုံးကိုနေထွက်ချိန်လိုလင်းထိန်သွားစေခဲ့ပါတယ်။တစင်းကျသွားပါပြီ။ဆက်တစင်းကျန်ပါသေးတယ်။ဒုတိယတစင်းကို USS Thomas Hunter ကနေပြစ်ထွက်လိုက်တဲ့ SM-6 ရဲ့ဓာတ်ရိုက်ထိမှန်မှုနဲ့ဖျက်ဆီးနိုင်ခဲ့ပါတယ်။တတိယတစင်းကတော့ပြန်တန်းလမ်းကြောင်းလယ်မှာလမ်းခွဲသွားပြီး USS-4 ရဲ့အလိုလျောက် Phalanx CIWS Close and Weapon System ကနေနောက်ဆုံးစက္ကန့်မှာပြင်းပြင်းစင်ပြစ်ခတ်မှုပြုလုပ်ပြီးမှကြားဖြတ်ဟန်တာနိုင်ခဲ့ပါတယ်။ Phalanx CIWS ဆိုတာကတော့တမနစ်ကိုကြီးစံ4500အထိပစ်ခတ်နိုင်တဲ့6ပြောင်း20 mm Gatling gun စနစ်တစ်ခုပါ။အဲ့ဒီအမြောက်ကြီးဟာမီးတောက်တွေနဲ့တူဟိမ့်ဟောက်လိုက်ပြီးဂျန်သူထိပ်ဘူးဟာတင်မောကိုရယ်နဲ့မီတာ600အကွာမှာပဲတစသည်ကျင်းမွားသွားခဲ့ပါတယ်။ဒါပေမဲ့အားလုံးကိုတော့ကြားဖြတ်မဟန့်တားနိုင်ခဲ့ပါဘူး။ Hypersonic ဒုံးကြီး20ဟာဘယ်ရောက်သွားမှမသိပဲပျောက်ဆုံးနေခဲ့ပါတယ်။သူတို့ဟာကိုပြောက်ဆေးတုတ်ထားပြီးရေဒါမြင်ကွင်းမှာအလွန်သိငယ်အောင်ပြုတ်လုပ်ထားတဲ့အမျိုးအစားတွေဖြစ်ပြီးပင်လယ်ရင်မျက်နှာပြင်နဲ့ကပ်ပြီးပြန်တန်းနေကြတာပါ။ သူတို့ဟာအရှိတ်ဘက်ကနေလာနေတာမဟုတ်ပါဘူးသူတို့ဟာအနောက်ဘက်ကိုဝိုက်ပတ်ပြီး USS4 ကိုနောက်ကနေချောင်းမြောင်းတိုက်ခိုက်ဖို့ကြိုးစားနေတာပါနိုင်စက္ကန့်တွေကတရွေ့ရွေ့သွားနေပြီးအန်ရဲအကြီးဆုံးအချိန်ကတော့ရောက်လာဖို့ကြံနေပါသေးတယ်နောက်ဆုံးစက္ကန့်တွေရွတ်တက်နေချိန်မှာ USS Jerry R4 ပေါ်ကစံသာတိုင်းဟာနောက်ဆုံးကြံရှိနေတဲ့ hypersonic ဒုံးကျည်နှဆင်းစီကို lock on လုပ်ထားခဲ့ပါတယ်တခြားဒုံးကျည်တွေနဲ့မတူပဲဒီနှဆင်းဟာရှေ့တဲတဲကနေတိုးဝင်လာတာမဟုတ်ပါဘူးသူတို့ဟာပင်လယ်ရေမျက်နှာပြင်ပေါ်ကနေနှိမ့်ပြီး လှိုင်းတွေရဲ့အပေါ်လွှားနာနာနာကနေကပ်ပြန်တန်းလာတာပါတဘာဝရဲ့အကွေးဝိုက်နဲ့လေရူရဲ့ဆွဲအားကိုအသုံးချပြီးသူတို့ရဲ့ဝင်ရောက်မှုကိုဖုံးကွယ်ထားတာပါရေဒါထောက်လှမ်းမှုကိုရှောင်ရှားဖို့ဒီဇိုင်းထုတ်ထားတဲ့ဒီဒုံးကြီးတွေဟာတရုတ်ရဲ့အဆင့်မြင့်ဆုံးကိုပြောက် glide vehicle ဖြစ်ပြီးအခုဆိုရင်သူတို့ဟာ14မိုင်ကွာကိုရောက်ရှိနေပါပြီတင်မောရဲ့အလိုလျောက်ကာဝေးရေးစနစ်ကသူတို့ကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ကောင်းငင်ဘော်ကမျက်လုံးတွေကတော့မြင်နေရပါတယ်ပေ၆တောင်းမြင့်မှာပလန်းကနေလှည့်ပတ်နေတဲ့ အမေရိကန်ရစ်တပ်ရဲ့ E2D Advanced Hawkeye လေယာဉ်တစ်စင်းဟာပထမဆုံးပြစ်လွတ်ချိန်ကလေးကအပူလှိုင်းတဲ့အချက်လက်တွေကို USS4 ရဲ့ CICC ကိုပို့လွှတ်ပေးနေခဲ့တာပါအခုတော့အဲ့ဒီလေယာဉ်ဟာဒုံးကြီးရဲ့နောက်မှာကျန်ခဲ့တဲ့မတိမတာရေလှိုင်းရာလေးတွေကိုတွေ့ရှိခဲ့ရပါတယ်အချက်လက်တွေကိုအချိန်နဲ့တပြေးညီပေးပို့လိုက်ပါတယ် USS4 ပေါ်မှာပြစ်မှတ်ရှာအရာရှိတွေဟာလမ်းကြောင်းတွေကိုတွက်ချက်လိုက်ပါတယ်ဓာတ်ရိုက်ထိမှန်မှုကိုရှောင်ရှားဖို့တင်မောကြီးကအလုံလောက်မြန်မြန်မရွေရှားနိုင်ပါဘူးပုံစံရနေရာမရှိလှည့်စားစရာနီလမ်းမရှိ ။ဒါကြောင့်သူတို့ဟာအဲ့ဒီချိန်မှာအမေရိကန်ရေတပ်တစ်ခုနဲ့သာလုံနိုင်တဲ့အရာကိုလှုပ်ဆောင်လိုက်ပါတယ်။သူတို့ဟာလေတပ်ကိုခေါ်လိုက်ပါတယ်။ USS4 ရဲ့ကုန်းဘတ်ပေါ်ကနေ F35C Lightning II ကိုပျောက်တိုက်လေယာဉ်နှစ်ဆင့်ဟာကောင်းငင်ရန်စီကိုအရေးပေါ်ပြန်တက်သွားခဲ့ပါတယ်။ဒီကြက်လေယာဉ်တွေဟာဘုံးတွေတက်ဆင်ထားတာမဟုတ်ပါဘူး။သူတို့ဟာ hypersonic ချိန်ကြောင်းမှုတွေကိုအထူးပြင်မှတ်ထားတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ AIM-260JLDM Joint L2L Missile မျိုးဆက်သစ်ဒုံးကျည်တွေကိုတက်ဆင်ထားတာပါ။ လေမှုနှစ်ယောက်လုံးဟာပြန်တိုင်းနိုင်နိုင်ပေါင်းထောင်ပေါင်းများစွာရှိတဲ့ရေတက်ဝိုင်းရင်စစ်တီတွေဖြစ်ပြီးဒီလိုအခြေအနေအတွက်လေ့ကျင့်ထားခဲ့ကြပေမဲ့တကယ်လက်တွေ့အခြေအနေအောက်မှာတော့တခါမှမကြုံဘူးပါဘူးသူတို့မြင့်ကိုရောက်သွားတာနဲ့သူတို့ရဲ့ HUD headless display တွေဟာလင်းထိန်လာခဲ့ပါတယ်ပြစ်မှတ်ပေါင်းလေးတွေဟာအနီရောင်နဲ့တစ်ဖက်ဖက်ဖြစ်နေပါတယ်လောက်ကုန်လုံးဖို့ကမဖြစ်နိုင်သလောက်နှိပါခတ်ခဲပေမဲ့သူတို့မှာအခွင့်အရေးတစ်ခုပဲလိုအပ်ခဲ့ပါတယ်ပထမ F35 ဟာနိုင်ကိုပြန်ဆန်းပြီးဘဲဘက်ကိုချိုးခဲ့လိုက်ပြီးဒုတိယတစ်စင်းကတော့အမြင့်ကိုတက်ပြီး အောက်ကရေထိုင်းရာတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ပါတယ်။ပြီးတော့အဲ့ဒီအချိန်ကြာရောက်လာခဲ့ပါတယ်။မနက်2နာရီ12မိနစ်မူလာပြစ်လွတ်ချိန်ကနေ6မိနစ်အကြာမှာရှေ့ကဦးဆောင်နေတဲ့လေယာဉ်မှုဟာဒုံးကြီးကိုပြစ်လွတ်လိုက်ပါတယ်။ JDM ဒုံးကြီးဟာကြိုတင်ခံမဲ့လမ်းကြောင်းတွက်ချက်မှု algorithm တွေကိုသုံးပြီးမဖြစ်နိုင်တဲ့တောင်ကျိုးတွေနဲ့အောက်ကိုထိုးဆင်းသွားခဲ့ပါတယ်။အဲ့ဒီဒုံးကြီးဟာ USS4 နဲ့3.8မိုင်အကွာမှာပထမဆုံးကိုပြောက်ဒုံးကြီးကိုထိမှန်သွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့တုံခါမှုလိုင်းဟာသမုဒ္ဒရာပြင်ကျဲကြီးကိုဖျက်ဆီးသွားခဲ့ပါတယ်။ ဒုတိယ F35 ကချက်ချင်းလိုက်နံတိုက်ခိုက်ခဲ့ပါတယ်။ USS4 ရဲ့ CIC ဟာစောင့်ဆိုင်းနေခဲ့ပါတယ်။ရှေ့ကြာထားတဲ့10စက္ကန့်လုံးလုံးဘသူမှစကားမပြောကြပါဘူး။ပြီးတော့မှလူတိုင်းစောင့်မျှော်နေတဲ့စကလုံးတွေထွက်ပေါ်လာခဲ့ပါတယ်။ပြင်မှတ်ကိုချိန်မုံပြီးချင်းချောက်မှုအလုံးရှင်းလင်းသွားပြီဆိုတာပါပဲ။ကိုကဲမှုတရားတစ်ခုလုံးတပင်းချတံတွေနဲ့ပြည့်နှံသွားခဲ့ပါတယ်။ပြီးသွားလို့မဟုတ်ပါဘူး။အောင်မြင်ခဲ့လို့ပါ။ Hypersonic ဒုံးကြီးစစ်နှက်ဆင်းကိုညှိနှိုင်းတိုက်ခိုက်ခဲ့တယ်။စစ်နှက်ဆင်းလုံးကိုတားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ချင်းချောက်မှုဟာပေကျင်းကနေလာခဲ့တာမဟုတ်ပါဘူး။ ဒါဟာအမည်မသိအဖွဲ့အစည်းတစ်ခုကနေလာခဲ့တာပါ။အခုတော့ American ရေတပ်မှာတာဝန်အသစ်တစ်ခုရှိလာခဲ့ပါပြီ။သူတို့ကိုပြစ်လွတ်ခဲ့တဲ့ platform ကိုရှာဖွေပြီးခြေမုံပစ်ဖို့ပါပဲ။ Strike group နဲ့ရေမိုင်30กว่าမှာမှတ်ပုံနဲ့အတုနဲ့လဲပတ်နေတဲ့တန်တရားရှိကုန်တင်သင်္ဘောတစင်းဟာအမှောင်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။ Radio မရှိ Transponder မရှိမီးမရှိ drone ကနေရိုက်ကူးထားတဲ့ပုံရိပ်တွေအရကုန်းဘက်ပြားတွေအောက်မှာဟွက်ထားတဲ့ယာယီပြစ်လွတ်ရေးစင်တစ်ခုကိုအတီးပြုတ်နိုင်ခဲ့ပါတယ်။မနက်9:28မိနစ်မှာ USS Thomas Hunter ဖြတ်သိမ်းမော့ဟာ MQ-25 Stingray drone နှစ်စင်းကိုပြစ်လွှတ်လိုက်ပါတယ်။တပြိုင်တည်းမှာပဲ FA-18 Super Hornet တိုက်လေနှစ်စင်းဟာလေဆာလှမ်းညွန် JDAM နေနဲ့ GBU-53 Stonebreaker ဘုံးတွေကိုတက်ဆင်ပြီးပြန်တက်သွားခဲ့ပါတယ်။ Stingray drone တွေဟာအရင်ရောက်ရှိသွားပြီးအမြင့်မှာဝဲပြန်ရင်ဝင်လာနေတဲ့ဂျက်လင်ယူနေစီကိုပြစ်မှတ်ရှာအချက်လက်တွေပေးပို့နေခဲ့ပါတယ်။အခုအနောက်ဘက်ကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ကုန်တင်သင်းမဟာရုတ်တရက်လမ်းကြောင်းပြောင်းလိုက်ပြီးမြန်အရန်နောက်ကျသွားခဲ့ပါပြီ။ မနက်2:36မိနစ်မှာစူပါဟော့နဲ့နှစ်ဆင်းလုံးဟာထိုးဆင်းတိုက်ခိုက်ခဲ့ပါတယ်။ပထမတိုက်ခိုက်မှုဟာအင်ဂျင်ကန်ကိုထိမှန်သွားခဲ့ပါတယ်။ဒုတိယတိုက်ခိုက်မှုကတော့သင်္ဘောကိုယ်ရဲ့အလဲပိုင်းကိုထိမှန်သွားခဲ့ပြီးပောက်ကွဲမှုဟာတိကျသွားထိုးပေါက်သွားခဲ့ပါတယ်။မီးတောက်တွေထထောက်လာတဲ့တံမဏိတွေလိန်ကောက်သွားပါတယ်။မိနစ်ပိုင်းတွင်းမှာပဲသင်္ဘောတစ်စင်းလုံးမီးလောင်ကျွမ်းသွားခဲ့ပြီးအသက်ရှင်ကျန်ရသူတယောက်မှမရှိခဲ့ပါဘူး။ဒါနဲ့အတူချိန်ကျမှုဟာပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့ဒါကနေကြံခဲ့တဲ့သတင်းစကားကတော့ Pacific သမုဒ္ဒရာထက်အများကြီးပိုကျယ်ပြန့်တဲ့နေရာတွေကိုပြန့်နှံ့သွားခဲ့ပါတယ်။ USS Gerald R. Ford ကမ္ဘာအဆင့်မြင့်ဆုံးလေယာဉ်တင်သင်္ဘောကြီးဟာ hypersonic ထိပ်ပူးဆက်နက်စင်းရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ပြီးတော့သူဟာသင်္ဘောကိုယ်ထဲမှာအပေါက်တစ်ပေါက်တောင်မဖြစ်ဘဲလူတယောက်ရဲ့အသက်မှဆုံးရှုံးမှုမရှိဘဲနောက်မဆုတ်ဘဲရှင်သန်နိုင်ခဲ့တယ်ဆိုတာပါပဲ။ဒါဟာကံကောင်းတာမဟုတ်ပါဘူး။ဒါဟာကြိုတင်ပြင်ဆင်မှုနီးပညာနဲ့အကျွမ်းမဲ့နှိမ့်နိုင်ဆောင်ရွက်မှုတွေရဲ့ရလဒ်ပါပဲ။တရုတ်အတွက်တော့ဒီအဖြစ်ပြက်ဟာကမ္ဘာလုံးဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ငင်းဆိုချက်တွေထုတ်ပြန်ခဲ့ပါတယ်။အပြစ်ကိုအဖွဲ့အစည်းငယ်တွေ အာနာရှင်ပိုချုပ်တွေဒါမှမဟုတ်တတရပါတီကန်ထရိုက်တာရီစီကိုလွှဲချခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ဘသူကခလုံနှိုက်ခဲ့တယ်လဲဆိုတာကိုဂရုမစိုက်ပါဘူး။သူတို့ဂရုစိုက်တာကဘသူကဒီလက်နက်တွေကိုတိဆောက်ခဲ့တယ်လဲဘသူကသင်္ဘောသားတွေကိုလေ့ကျင့်ပေးခဲ့တယ်လဲဘသူကပြစ်လို့ရေးပလက်ဖောင်းတွေကိုထောက်ပံ့ခဲ့တယ်လဲဆိုတာပါပဲ။ပြီးတော့ဝါရှင်တန်ကအကျိုးဆက်တွေရှိလာမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာအခု hypersonic စစ်ပွဲခေတ်ထဲကိုရောက်ရှိနေပြီဆိုတာကိုလက်ခံရပါမယ်။ဒီလိုခေတ်ကြီးထဲမှာတော့တွေ့ဝေနေဖို့နေရာမရှိပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့တိုက်ပွဲတစ်ခုဟာအကြာကြီးမကြပါဘူး။88စက္ကန့်လောက်ပဲကြာနိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီ88စက္ကန့်လေးတွေကပဲအရာအားလုံးကိုအဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်။အနိုင်ရှုံးအသက်ရှင်မှုနဲ့ပျက်စီးဆုံးရှုံးမှုကိုပါအဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲဆုံးဖြတ်သွားနိုင်ပါတယ်။ဒါဟာရိုးရိုးသင်္ဘောတစ်စင်းကိုစမ်းသပ်တဲ့စမ်းသပ်မှုတစ်ခုတသက်မဟုတ်ပါဘူး။ဒါဟာရန်သူကိုဟန်တားနိုင်စမ်းရဲ့စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။မနက်လင်းအားကြီးချိန်မှာတော့တိုက်ခိုက်မှုရဲ့ဗီဒီယိုဖိုင်တွေဟာအင်တာနက်ပေါ်ကိုပေါက်ကြားသွားခဲ့ပါတယ်။ ဲဒီခါမှာတော့စရေးသုံးသက်သူတွေကြမှာပြင်းပြင်းထန်ထန်ငင်းခုန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့ငင်းခုန်တာကဒါဟာရေတက်လက်နဲ့ပြိုင်ဆိုင်မှုအစ်တစ်ခုရဲ့အစလားဆိုတဲ့မေးခွန်းပါပဲ။ဒါပေမဲ့ American ရဲ့အကြီးဆုံးလေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ USS Football ကသင်္ဘောသားတွေအတွက်တော့ဒီမေးခွန်းကပြီးဆုံးသွားခဲ့ပါပြီ။ဒါဖြစ်လို့လဲဆိုတော့သူတို့ဟာခစ်တဲ့ဒုံးကြီးတိုက်ခိုက်မှုတွေကနေဘာထိခိုက်မှုမှမရှိဘဲလုံးဝကျွတ်ကျွတ်လွတ်လွတ်ထွက်လာနိုင်ခဲ့လို့ပါပဲ။သူတို့ရဲ့ခံနိုင်ရအားနဲ့ကာကွယ်ရေးစနစ်ဟာအလုတ်ဖြစ်ကြောင်းသက်သေပြခဲ့တာပါ။ ဒါဟာရိုးရှင်းတဲ့အောင်ပွဲတစ်ခုတသက်မှာဟုတ်ပါဘူး။ဒါဟာပင်လယ်ရေမျက်နှာပြင်ပေါ်မှာအမေရိကန်ရဲ့စိတ်သက်ကြန့်ခိုင်မှုကိုလာဆန်းတတ်တဲ့ဘယ်အင်အားကြီးနိုင်ငံအတွက်မဆိုပြင်းထန်တဲ့သတိပေးချက်တစ်ခုပါပဲ။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အမေရိကန်ရဲ့အလံတော်လွှင့်ထူနေခြင်းစစ်ရင်ရင်စုကြီးကသူ့ရဲ့ရေပြင်ပေါ်ကနေရာကိုခိုင်ခိုင်မာမာယူထားချိန်မှာဒုတိယခွင့်ရေးဆိုတာအတွက်နေရာမရှိတော့ပါဘူး။စစ်ရေးပြင်ဆင်မှုနဲ့ဆွမ်းဆောင်ရေးဟာပထမဆုံးခွင့်ရေးမှာပဲအကြအားလုံးကိုအဆုံးဖြတ်ပေးရတာဖြစ်ပါတယ်လို့တင်ဆက်ရင်းဒီနေ့အစည်းအဝေးကိုညီကုန်းချုပ်လိုက်ပါရခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်